ယူတဲ့သဘောပဲနားလည်လားဦးစင်းပြောတာအဲ့ဒီပုံတော့ခဏအာယုယူလိုက်တာပြီးပြောက်သွားရင်အာရဟံပဲပွားနေတော့မရဘူးလားရလားပတိစိတ်တဲ့ဒီတိုင်းပဲဟုတ်ပြီနော်ကိုပတိလေးနဲ့ကိုပွားပေါ့အဲ့အဲ့လိုဒီရွှေငွေတောင်းပြူကတော့ပတိတစ်နေ့၃ပတ်စိတ်တယ်ကြာတော့သူတရာတရံဖြစ်တစ်နေ့၆ပတ်စိတ်ဘယ်နှပတ်အဲ့လိုပတိလေးစိတ်တာနှစ်ပေါင်း30လောက်ကြာလားဘယ်လောက်ကြာအေးအဲ့ဒီတစ်နေ့မှသူအဲ့ဒီဟိုနာရထားကြီးနဲ့စာအုပ်ရောင်းဖို့ထွက်တာဟုတ်ပြီလားထွက်တာ အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အဲ့ဒီခေတ်ကဦးဇင်းတို့လွတ်လပ်ရေးရကန်စားဆိုတော့ KMDO ဆိုတဲ့အဲတိုက်ခိုက်တဲ့အဖွဲ့တွေရှိလားမရှိဘူးလားအဲအဲ့ဒီအဖွဲ့ကနေပြီးတော့အဲသူတို့တွေကအများအားတိုက်ခိုက်နေရှိတော့ပေါ့ယထာအင်းနဲ့သွားနေတယ်သွားတဲ့အချိန်မှာနော်နိုင်ရင်လေးနည်းနည်းလေးကြာပြီးတော့အဲ့ဒီတော်လန်းတွေရောက်အဲ့ဒီမှာယထာဘောဥက္ကနန်းဆိုယထာတခါတည်းပေါက်ထွက်လာဘယ်ဆုံးဘာမှမဖြစ်တော့ခရီးသွားတဲ့လူတွေကြတော့စကားရေးများတို့ပျော်တို့ရှင်တို့ရီးတို့အဲ့လိုဖြစ်လာမဖြစ်ဘူးလား အများအပြည့်လူတွေခရီးသွားရင်ဖရာတရားမေ့လားမမေ့ဘူးလားတငယ်ချင်းတွေနဲ့တာသမီတွေနဲ့ရီတို့ဟာလို့ယထာပေါ်မှာစားလို့တောက်လို့ဟုတ်လားဟုတ်လားပြောနေကြတာဝေတောင်းမြူကတော့ဗဒီလေးစိတ်သွားတယ်ဗာလေးစိတ်သွားတယ်အရဟံကိလေသာတင်းစင်တော်မူသောမြတ်စွာဘုရားဘုရားကုံတော်လေးပွားပြီးတော့သူကဗဒီလေးစိတ်ပြီးသွားတာနော်ကုံတော်လေးပွားသွားတယ်ပေါ့အဲဒီတော့သူ့ဘေးနားလူတွေကပျော်ရွှင်ပြီးတော့သွားကြတာပေါ့ရုတ်တရက်ဒိန်းကနန်းသူမိုင်းပေါက်တာယထာဘိန်ချောယထာအတွဲလိုက်ပြုတ်ကြတာ လဲပြီးတော့လေဖြည်းဖြည်းလေးကြာအဲ့မှာတခါတဲ့ပေါင်းချမ်းသူတွေကလည်းဝိုင်းပြီးတော့တနတ်လေးနဲ့ပြစ်တာအာအဲ့မှာတေးကြတဲ့လူတွေရရဲ့ဆက်ဆက်ပဲယထာကိုစီးတာဘာလို့တာလဲစီးတာအဲ့မှာဘလို့ပြေးတချို့ကလည်းကြောက်ပြီးပြေးပြေးတဲ့လူတွေကဟိုကပြစ်ချတေးတာပဲအဲ့မှာ तू ကယထာတွေရနေပြီးတော့ဖះကုံတော်ပွားပြီးတော့ပဒီလည်းစိတ်လို့မရတော့လက်ဘင်းကိုချက်ချက်ပြီးအာရဟံပဲ तू မှသူဒီတိုင်းပဲဂုံတော်ပွားပြီးတော့ငြိမ့်နေတွားလို့လည်းမရပြေးလို့လည်းမရဟုတ်တယ်မလားဟိုနာတွေကရုတ်တရက်ပျော်ရွှင်နေတဲ့လူတွေတချို့ဆိုရင်သွေးတံရာတွေနဲ့လဲပြီးတေးကုန်ပြီတေးခြင်းတရားကြောက်စရာကောင်းလားမကောင်းဘူးလား အခုပဲသားလေးနဲ့ပြောသမီးလေးနဲ့ပြောမကြခင်ကသွေးတံရရနေဘာဖြစ်ပြီလဲတည်သွားတယ်လူတွေကကိုကိုကိုမတည်ဘူးလို့ထင်ပြီးတော့ပဲဘာဖြစ်သွားကြလဲတည်သွားကြတာကိုကိုကိုမထင်ဟာတည်မယ်လို့ကိုကိုမသိကိုကိုကိုတည်မယ်လို့မထင်သားကြဆောင်ပေးလို့မရဘူးတည်ခြင်းတရားတိတ်ချောက်ဖို့ကောင်းနေတကယ်လို့မကြီးတို့ဒါကြောင့်ဖခင်မမေ့နဲ့အစ်သားတို့အမြဲတမ်းမမာခဲ့ဘူးလားမာခဲ့တာအေးအပမာတော့အမတန်ပဒံပမာတော့မစ်စုနော်ပဒံမိရင်တည်ဖို့တည်ဖို့အကြောင်း မမေ့တဲ့လူသားမတေးရနိဗ္ဗာန်ရောက်ကြောင်းလို့ဗုဒ္ဓတချို့ကဘာမှမဟုတ်တေးတေးခြင်းတရားအမျိုးမျိုးပဲဒါမှမဟုတ်ဦးဇင်းတို့တွေမေ့ပြီးတော့မကောင်းမှုတွေလုပ်နေမယ်ဆိုရင်ဦးဇင်းတို့ကောင်းပါမလားဗျာမကောင်းမှုတကားကြီးတို့မကြီးမကောင်းတတိထားရဗုဒ္ဓမြတ်စွာဘုရားတရားတည်ထောင်ခဲ့တာကတကားကြီးတို့မကြီးတို့ဦးဇင်းတို့ကိုကာမဂုဏ်တွေခံစားပြီးတော့တေးပြီးအပေလေးပုံသွားဖို့ဟုတ်လားမဟုတ်ဘူးဗုဒ္ဓအတ္တသနာတည်ထောင်ခဲ့တာသူကိုယ်တိုင်တစ္ဆာတရားကိုသိပြီးဥစဉ်တို့ကိုလည်းတစ္ဆာတရားကိုသိပြီး တန္တရာဝိတုကကလွတ်မြောက်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်မဟုတ်ပြီဘူးလားဟုတ်တယ်ဒါကိုဥစဉ်တို့မမေ့ရဘူးလေตาရီနဲ့နေတယ်တမီးတွေနဲ့နေတယ်စီးပွားရေးတွေလုံနေတယ်မလုံရအောင်မဟုတ်လို့လူဆိုတာตาရီတမီးရေးစီးပွားရေးတော့မလုံရအောင်လားလုံရမလားလုံရမှာပဲလုံရမှာပဲလုံရင်နဲ့ဟာလားစီးပွားရေးလုံရင်နဲ့တရားမရှာရပြီဘူးလားပညာလည်းမတင်ရအောင်လားတင်ရမလားငယ်ရွယ်တဲ့ကလေးတွေပညာတင်ရမယ်စာချိုးစာရမယ်ဒါပေမဲ့ပညာတင်ရင်လည်းတရားမရှာရပြီဘူးလားရှာရမှာပေါ့ ရှာရမှာပေါ့တကကြီးတို့ရေပညာသင်တဲ့ချိန်သိသွားတော့ကဲနိဗ္ဗာန်ရောက်ပါတော့မလားမရဘူးလေဦးဇင်းဒီမှာအကြောင်းအလူရှင်တကကြီးတယောက်ရှိတယ်နော်ဟိုဟိုပဋိထေနာမည်တော့မပြောရပါဘူးနော်ပြောချင်တာအဲ့ဒီလူငယ်လေးဟိုနိုင်ငံသားမှာကြောင်းတက်ဘာမှကြောင်းတက်နိုင်ငံသားမှာကြောင်းတက်နေတယ်တက်ကတော့တက်နေတယ်ဟုတ်ပြီဒီမှာဒီကြောင်းကဦးဇင်းလေးရဲ့တငယ်ချင်းပဲသူဦးဇင်းလေးကတော့ဖိုးကြီးတူလေးပေါ့သူကတော့ဒီမှာရဟန်းဘွားရောက်သွားပြီ၃ဝါရှိပြီအခုသာမဏေကျော်ဒုတိယဆင့်ဖြေတော့မှာနော်ကဲမကောင်းလားကောင်းလားငိမ့်ချမ်းသွားပြီဘဝပိုင်ရှင် သီလလေးတွေဖြည်းဖြည်းစင်စင်နဲ့ဗုဒ္ဓရဲ့နော်တရားတော်တွေကိုကျင့်သုံးပြီးတော့ကြည်စံငြိမ်းချမ်းစွာနေထိုင်ရတဲ့တငယ်ချင်းလေး။အော်သူတငယ်ချင်းရဲ့နိုင်ငံเจ้าမှာဘာဖြစ်သွားလဲဟိုနော်ဟိုဟိုတွေရပါဘောနော်မကြသေးပါဘူးတနှစ်တော့မပြည့်သေးဘူးဟုတ်လား။အေးနိုင်ငံเจ้าမှာအဲအားကစားလို့ရင်းနဲ့ရုတ်တရက်ဆုံးသွားရှာတယ်လူငယ်လေး။ပေသွားတယ်ဗောဗျာ။ကြည်စံကိုကိုတင်မယ်လို့ထင်လား။အမေတွေရင်မကွဲဘူးလားကွဲလား။အေးသူမိပါတွေငိုရတာအယံဝန်းနေတာ။ ော်အဝေးနိုင်ငံကြတော့အဝေးဩစတြေးလျလားမသိဘူးနော်အဝေးအဲ့ဒီကနေသူ့ရဲ့ dust body ကိုပြန်တယ်လာလေနဲ့နော်အမီပါပတ်စံရှိတော့တော်သေးတာဟုတ်လားဒီရောက်ပြန်တယ်လာတာပြောချင်တာဝမ်းနေစရာကောင်းလားမကောင်းဘူးလားတည်ခြင်းတရားအချိန်မရွေးပဲငါတို့ပညာရှာတယ်ဆိုပြီးတော့ဟုတ်လားတရားတွေမရှိဘူးဆိုရင်ရုပ်တရက်ပြေတော့မယ်ဆိုရင်တည်ခြင်းတရားကိုရင်ဆိုင်နိုင်ပါမလားကို့မှာလက်နှက်ကောင်းမရှိရင်ဒီမရဏမင်းနဲ့စစ်ခင်းလို့ရဲပါမလားကြောက်ကြောက်ရွံ့ရွံ့နဲ့ဘဝတစ်ခုအဆုံးသတ်သွားရမှာပေါ့နော် အဲ့ဒါမိပါရီဝမ်းနေပြီးတော့တံဝေကနေဖြစ်အမေနေเนาะအဲ့ဒါဒီမှာចောင်းတက်ဆောင်လှူတယ်ပြောချင်တာတခါကြီးတို့မကြီးတို့ရေပညာရှာရင်းနဲ့လဲဘာရှာဖို့လို့လဲတရားရှာဖို့လို့စီးပွားရေးရှာရင်းနဲ့လဲဘာရှာဖို့လို့လဲအေးမမေ့နဲ့ဗုဒ္ဓမမေ့နဲ့เนาะမမေ့နဲ့ငယ်တဲ့လူလဲတေတက်တယ်ကြီးတဲ့လူလဲအာငါတို့ကကြီးငါတို့ကငယ်သေးတယ်ဆိုပြီးမလုံးနဲ့ငယ်တဲ့လူလဲတေသွားတာပဲတချို့ကသာသမီအရင်တေတယ်တချို့ကမိပါရီအရင်တေတယ်တေခြင်းတရားအရွယ်အစုံပါပဲတခါကြီးတို့မကြီးတို့ရေเนาะဒါကြောင့်မို့ အမြဲတမ်းကိုယ်မှာအားကိုးရရှိအောင်မစူးစမ်းတင်ဘူးလားစူးစမ်းရအောင်အခုငွေတောင်းဖြူ तू ကတော့ဂုံတော်ပွားနေကြဆိုတော့အန်ဒီရီကြုံလိုက်တာနဲ့ချက်ချင်းသူ့ရင်ထဲမှာဂုံတော်ရောက်လာလားမရောက်လာဘူးလားအဲ့ဒါလေးဦးစင်းပြောချင်တာဒီတကာကြီးတော်တယ်ဒါအမြဲတမ်း तू ပတိစိတ်ခဲ့တဲ့အကျိုးတွေမဟုတ်ဘူးလားနေ့စဉ်ကိုနှစ်ပေါင်းများစွာ तू အာစိန်နကံအားကောင်းခဲ့တဲ့အတွက်ရုတ်တရက်အန်ဒီရီကြုံရင်လည်းဖျားဖို့မေးလားမမေ့ဘူး तू ကထုံထားတဲ့အတွက် तू မှာဂုံတော်ကြီးပွား तू ယူ तू အဲ့ဒီအချိန်မှာလူတွေအလုံးပြောက်သွားလူမှမရှိသေးတဲ့လူတွေပဲကြံ့တယ် ပြန်ပေးဆွဲတဲ့လူလည်းကုန်သွားတယ်။သူကြည့်တယ်။ဒါမှမကြံတော့အကုန်လုံးတိတ်ဆိတ်သွားတယ်။သူကတော့ဂုံတော်ပွားပြီးတော့ပဲကြံခဲ့တာ။သူ့ကိုမတွေ့လိုက်ဘူးတဲ့။ဟုတ်ပြီလား။ဒါဘာဂုံတော်အစွမ်းဖခင်ကဒါပြောပြတာတကယ်နော်။ဂုံတော်ပွားရင်ဘေးအန္တရာယ်လည်းကင်းလားမကင်းဘူးလား။ကင်းတယ်။တတိကဥစဉ်လို့ဂုံတော်ပွားခိုင်းတယ်ဆိုတာကတခါကြီးတို့မိုက်ကိုပြစ်ဆုတ်ပံမှာကိလေသာငြိမ်းချမ်းတာ။ဘာငြိမ်းချမ်း?လူတွေဆင်းရဲနေတာကိလေသာတွေကြောင့်မဟုတ်ဘူးလား။ လောဘမိတွေဒေါသမိတွေမောဟမိတွေမာနမိတွေအိတ်တာမစ္စရိယမိတွေမိတွေအလောင်းခံရတာအဲ့ဒီကိလေသာဖြစ်နေစင်းရဲနေတာတကကြီးတို့ဟုတ်ပြီလားကိလေသာဝေးနေကြည့်ရင်မချမ်းသာဘူးလားချမ်းသာလားအဲ့ဒါကြောင့်တကမိုက်ကိုဂုံတော်ပွားလိုက်ရင်လေချက်ချင်းကိုကိလေသာဝေးသွားတာအဲ့ဒါကကြီးမာဆုံးအကျိုးရမဟုတ်ဘူးလားနိဗ္ဗာန်ရောက်တာမရောက်တာခဏထားကိုရင်ထဲမှာဂုံတော်ပွားလိုက်ရင်ငြိမ်းချမ်းသွားတာကိလေသာအပူမိကဝေးသွားတာကကြီးမာဆုံးအကျိုးတရားပဲလို့ဥစဉ်ကမြင်တယ် နားလည်လားဦးစင်ပြောတဲ့အဓိပ္ပာယ်လူတွေဒုက္ခရောက်နေတာကိလေသာကြောင့်မဟုတ်ဘူးလားလူတွေဆင်းရဲနေတာကိလေသာကြောင့်ပတ်စံမရှိလို့လည်းမဟုတ်ဘူးနော်ယာဓုအာနာမရှိလို့လည်းမဟုတ်ဘူးနော်ဘာကြောင့်လဲကိလေသာတွေကိလေသာများရင်ပုံပြီးဆင်းရဲတယ်ကိလေသာနည်းလေချမ်းသာလေပဲကိလေသာနည်းလေကိလေသာမရှိတော့ရင်တော့လုံးဝချမ်းသာသွားတာပေါ့ယန္တာအရှင်မြတ်ကြီးတွေဟုတ်ဘူးလားဒါကြောင့်တရားကြီးတို့မကြီးတို့တကယ်ချမ်းသာခြင်းဘာကုံတော်ပွားပါဘုရားကုံတော်ပွားစေခြင်းလေဟုတ်ပြီလားကုံတော်ပွားရင်တိတ်ကောင်းတာနော် ဘီအန်တရလည်းကင်းတယ်နော်တရေကြောက်တတ်တဲ့လူတွေဆိုတဲ့ဂုံတော်ဘွားတရေကြောက်တတ်ရင်တော့ဘာဘွားဂုံတော်ဘွားကြည့်တီလာဖြူစင်မေတ္တာတွေပို့ပြီးဂုံတော်ဘွားကြိုက်တဲ့နေရာပါလို့ရကြောင်းရုံစိတ်တော့မရှိတော့အဲ့ဒီဂုံတော်ကတိတ်ဆွမ်းတယ်ဗျံဝါစံပြတတ်တံဝါတော့မှန်တော့ဝါနော်အကုန်အကုန်စက်သိမ်းငွင်းထားတာတွေနော်ကြောက်ရွံ့တုံ့လို့မှုတွေအကုန်လုံးငြိမ့်အေးသွားတာဗုဒ္ဓရဲ့ဂုံတော်တိတ်ဆွမ်းတာဖရာကိုတော်တိုင်းဟောတော်မူတာဖရာရှင်ကိုတိုင်းပါလို့ထားတယ်ဒါကြောင့်တက္ကမကြီးတို့မကြီးတို့ဗုဒ္ဓဂုံတော်ပွားတင်လားမပွားတင်ဘူးလား ပါပါနော်ပါပါတကယ်နောက်ဆုံးလေချို့ဒီလောကမှာပရလောကသားတွေဆိုတာလည်းရှိသေးတယ်မရှိဘူးလားရှိလားရှိတယ်နော်ရှိတယ်တကယ်အများကြီးအများကြီးဦးစင်တို့ဒါရန်ဘွားမှာဆိုလဲကြုံခဲ့တာတွေရှိတယ်ဒါပေမဲ့ဦးစင်မပြောတော့ပါဘူးခြုံပြီးပြောမယ်ဆိုရင်ပရလောကသားတွေမှာတချို့သောလူတွေကိုဝင်ပူးတာတွေရှိတယ်ရှိလားမရှိဘူးလားအဲ့လိုဝင်ပူးတဲ့လူတွေကဖះအာယုံမပြုတ်ဘူးဆိုရင်မရအဲ့လိုရုတ်တရက်သူတို့ဝင်ပူးလာရင်ဘလူးပဲဝင်ပူးပူးတစီပဲဝင်ပူးပူးပေါ့နော်ဝင်ပူးလာရင်တခါတဲ့ဂုံတော်ချက်ချင်းပွားလိုက်တာနဲ့အဲ့ကောင်ချက်ချင်းထွက်သွားရတယ် ဂုံတော်ရဲ့အစွမ်းဟုတ်ပြီလားအဲအဲ့လိုဘုရားဂုံတော်ကလည်းစွမ်းတယ်အဲ့လိုပဲဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေဒီနေ့ကအဘိဓမ္မာအခါတော်နေမဟုတ်ဘူးလားပဋ္ဌာန်းတွေပူဇော်ရင်လည်းစွမ်းတယ်ဒါတွေပူဇော်လည်းစွမ်းတယ်ဒီဟေတုပစ္စယောအာရမဏပစ္စယောဒီဥစ္စာပစ္စယနိတိတာဆိုတာဒီပဋ္ဌာန်းငါးချမ်းကိုအနှစ်ချုပ်တာလားနော်သိကောင်းတာတကယ်ကြီးဒီမှာပုံမှန်လေးရွေးနိုင်ဝက်ဆိုရင်ပြီးလားမပြီးဘူးလားဖြည်းဖြည်းလေးပုံမှန်လေးအတိတ်ပဲကိုအာယုံဆိုင်ပြီးရွတ်ကြည့်တမာတိတော်ဖြစ်တယ်အကြောင်းအချိုးတွေပဋ္ဌာန်းပစ္စည်းတွေဆက်နေတယ်ဟုတ်ပြီလား ဆက်နေတဲ့ဒကာမျိုးပဋ္ဌာန်းရဲ့သဘောတရားတွေဘာမှမဟုတ်ပဋ္ဌာန်းဆိုတာဒီဝိပဿနာရှုွက်ပါဘာရှုွက်ကြီးလဲယုံနံတွေခွဲနေတာပဋ္ဌာန်းဆိုတာเนาะအကြောင်းတရားအကျိုးတရားတွေဟုတ်ပြီလားပစ္စယတတိယုံနံအကြောင်းအကျိုးတွေခွဲနေတာဒါပဋ္ဌာန်းဆိုတာဝိပဿနာပဲပဋ္ဌာန်းဆိုတာဘာလဲဒကာဒီမိုက်တို့ပဋ္ဌာန်းဆိုတာတကယ်တော့ဝိပဿနာရှုွက်ပါပဋ္ဌာန်းဆိုတာဘာကြီးတော့ ဒါပေမဲ့ယနေ့ခေတ်မှာအဲ့ဒီဝိပဿနာရှုခွက်တွေကရှုနိုင်တဲ့လူနေသွားပြီပြနိုင်တဲ့ဆရာတော်တွေရှားတယ်နော်အေရှားတယ်ဖောက်ဆရာတော်ကြီးတို့ကောင်းကောင်းပြနိုင်တယ်။နော်ဟဲဝူဖောက်ဆရာတော်တို့ပြနိုင်တယ်။နော်ဟိုဘုန်းကြီးတို့ဂျုံဖိုက်ဆရာတော်ကြီးတို့နော်ဒီပဋ္ဌာန်းပစ္စည်းဒီကောင်းစွာဝိပဿနာရှုခွက်တွေပြနိုင်ပါတယ်။ကမ္မဋ္ဌာန်းဆရာတော်တွေမပြနိုင်ဘူးအစ်စ်မြင့်လို့ဟုတ်ပြီနော်။ဒါကြောင့်ဒီပဋ္ဌာန်းတရားတော်ကိုမိမိတို့ကဝိပဿနာဉာဏ်ဖြင့်မရှုနိုင်ရင်နော်ဗုဒ္ဓရဲ့ဒီနှုတ်ကပတ်တော်ကြီးတွေကိုပဋ္ဌာန်းတွေကိုပူဇော်တဲ့။ဘာတွေပူဇော်တဲ့။ပဋ္ဌာန်းတွေပူဇော်တကမှကြီးပဲကြားလား။ ီနေ့ဆိုရင်ပို့ပြီးတော့ပူဇော်တင်တယ်ဒါကြောင့်ဦးဇင်းတို့ဒီမှာကိုရင်လေးတွေကိုဒါအလှည့်ကြလေးပေးပူဇော်ထားတာနားလည်ပြီလားအေးပထမ်းပူဇော်ရင်တိတ်ကောင်းလားဒါအကြောင်းအကျိုးနေရုပ်နံတွေခွဲနေတာပဲအပြောချင်တာကအဲ့ဒီမှာရွာတရာမှာပေါ့လေအဲ့ဒီမှာဆရာတော်ကျောင်းတိုက်ဆရာတော်ကြီးတပါးရှိတယ်အဲ့ရွာမှာအဲ့ဒီမှာနည်းနည်းစိတ်မနှံ့တဲ့တကာကြီးတယောက်ရှိတယ်ဒီတကာကြီးကအမတန်ဆိုးတယ်သူပါဇက်ကအယုတ်တအနတ်တဆဲရည်နေတာပဲရှိတယ်သူပါဇက်ကြီးဟုတ်ပြီလားဘုံကြီးကြောင်းလာတဲ့ယူလိုလိုပါလို့ဆဲပြီးတော့အဲ့လိုမျိုးနေတယ်ဆရာတော်ကကြားတော့ဆရာတော်မေတ္တာရှိကြားတော့အဲ့ဒီ ခေါ်ခိုင်းလိုက်တယ်အဲ့ဒီအဲ့ဒီတကာကြီးကိုခေါ်ခိုင်းလိုက်ဆရာတော်ခေါ်လို့လည်းသူကလာတယ်အဲအယူတော့နည်းနည်းတော့ပါတယ်ဗောဘုန်းကြီးเจ้าမှာသမင်းလက်ကဆာတော့နည်းနည်းတော့ပါတယ်ဟုတ်တော့နော်ဆရာတော်ပြောတော့နားတော်တယ်အဲ့သူလိုက်လိုက်တော့အေးတကာကြီးရဲ့ဘာဖြစ်လို့ဒီဟာဆဲရီးနေတာပဲလုံနေတာလေကွယ်မင်းရွတ်ချင်မင်းမတင်ပေးမေကွာမင်းလိုက်ဆိုဟေတုပစ္ဆေယောပြောတကမကြီးတို့ဟေတုပစ္ဆေယောဟေတုပစ္ဆေယောဟေတုဆိုဟိတ်၆ပါလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ကောင်းတဲ့ဘက်ဆိုရင်အာလောဘဟိတ်အာဒေါသဟိတ်အာမောဟဟိတ် ်ဦးစင်းတို့မှာတဏီကိုဟိတ်၆ပါးနဲ့လဲနေတာဒကမကြီးတို့သိလားအဲ့ဒီဟိတ်၆ပါးမှာဒကမကြီးတို့လဲပတ်နေတာလောဘဒေါသမောဟဟိတ်၆ပါးကမများဘူးလားအဲ့ဒီဟိတ်၆ပါးများရင်အပယ်ရောက်ဖို့များတယ်ဟုတ်ပြီလားအာလောဘအာဒေါသအာမောဟဟိတ်တွေနဲ့လဲပတ်ရင်နိဗ္ဗာန်ရောက်ဖို့နီးတယ်ဟုတ်ရလားဒါကြောင့်ကိုကိုကိုလောဘအဖြစ်မခံနဲ့မကျင့်တတ်မှုဒေါသတွေအဖြစ်မခံနဲ့တွေဝင်မှုမောဟတွေအဖြစ်မခံနဲ့တတိလေးနဲ့နေရမယ်။ဘာနဲ့နေရမလဲ။အေးဒါဟေတုပစ္စေယောဆိုတာအတိတ်ရဲ့အခြေကြီးနော်။ ေတုပစ္စည်းအကြောင်းတရားတွေပြောတာဟုတ်လားရေတောင်းမြက်နဲ့တူဟေတုပစ္စည်းအကြောင်းတွေချုပ်မှအကျိုးတွေချုပ်ရင်းသွားမှာဟုတ်ပြီလားနိဗ္ဗာန်တိတောင်ရောက်တယ်နားလည်ပါဦးစင်ပြောတာအဲဒီအယူဘာမသိဆရာတော်ကဗုဒ္ဓရဲ့ဒီပါဠိတော်တွေဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေကတအားအဆောင်တတိရှိတယ်ကျမ်းစာကမကြီးလို့မသိတာတော့အကျိုးရှိတယ်မသိတာတော့ဒါဘာဖြစ်လို့လဲဆိုတော့ဒါထူးခြားမှုပဲဗုဒ္ဓရဲ့ဒီလေးတင်ရဲ့ကဘာတိန်ပါရမီတော်ကြီးဖြစ်ပြီးမှဟောကြတဲ့ဗုဒ္ဓရဲ့ပါဠိတော်ကြီးဓမ္မယုံမကဲ့ရင်မိစေနဲ့ကျမ်းစာအထင်မသိမိစေနဲ့ကျမ်းစာ အေးအထိပ်ပဲတိပြီးရွတ်ရင်တော့အကျိုးတရားပြောလို့မကုန်ဘူးဆိုတာသဘောပေါက်လင်းလို့သားငါးရအကြောင်းကြားပြီးတော့မဟုတ်လားအေးအဲ့ဒါကြောင့်မဥစဉ်ကပြောနေတယ်ဟုတ်ပြီဒီအယူလို့လို့ဘာလို့တကာကြီးဆရာတော်အဆုံးပါတကာကြီးရဲ့အယုတ်တအနတ္တတွေမလုပ်ပါဟေတုပစ္စည်းရောရွတ်ပါလားသူကလည်းဆရာတော်ကြောက်ပြီးရွတ်ဟေတုပစ္စည်းရောဆက်ဆိုဟေတုပစ္စည်းရောအဲ့ဒါပဲတင်ပြီးတယ်တလုံးပဲတင်ပြီးတယ်ဆရာတော်အဲ့ဒါရွတ်ရင်ဆရာတပြည့်တော်ထမင်းကျွေးမယ်အာကျွေးမယ်မင်းကထမင်းကျွေးမယ်အယူကသူသူအဲ့ဒါလေးရွတ်ပြီးရင်ကျင်းက်ပြီးဆရာတော်ကဘာဖြစ်လို့ဆဲတာနဲ့ဆိုင်မကောင်းဘူးလားစဉ်းစားကြည့်ဆဲတာနဲ့ဆိုင်ရင် ဟေတုပစ္စည်းရောရွတ်နေတာမကောင်းဘူးလားအဲတကမကြီးတို့သဘောပေါက်ဒီတန်တရာတစ်လျှောက်လုံးဥစဉ်တို့ဒီပါဇက်ကြီးဟာမကောင်းတာဒီပြောပြီးတော့တေပွဲဝင်ခဲ့ရတယ်ကြောက်ဘာတွေပြောပြီးတော့ကြည့်လေတကမကြီးတို့နေ့စဉ်မိမိတို့ဘဝယနေ့ချိန်ဒီအတန်20အရွယ်က20 30ရွယ်က30 40 50 60မိမိတို့ကောင်းတဲ့စကားလုံးနေတာမကောင်းတာဒီဖေဟာများလဲဟုတ်ပြီလားမိမိတို့ကြည့်လောဘဒေါသမောဟအာယုံတွေပဲမိမိတို့ပြောမယ်စီးပွားရေးအကြောင်းတာကြီးတမီးရေးအကြောင်းသူများမကောင်းကြောင်းတွေလည်းပါခြင်းပါဦးမှာစဉ်းစားကြည့်ဟုတ်တော့မလား ဖရာအကြောင်းတရားအကြောင်းတန်ခါအကြောင်းသူတော်ကောင်းအကြောင်းဝိပဿနာအကြောင်းပြောတာမနေဘူးလားစဉ်းစားဖို့ဦးစဉ်ပြောတာပါဟုတ်တယ်မလားဒါကြောင့်မို့ကောင်းတဲ့ဗုဒ္ဓရဲ့ပါဝါစန္ဒတွေပါဠိတော်တွေရွတ်ဖတ်ပါဒကမကြီးတို့ပယိတ်ကြီးဆက်တတ်တော့မရှိဘူးလားပဋ္ဌာန်းတွေမရှိဘူးလားရွတ်စမ်းပါဒကမကြီးတို့ကြားလားအေးရွတ်လို့ဝါရင်ဗုဒ္ဓဂုံတော်ပွားဖို့ဟုတ်တယ်မလားဒီလောက်ကောင်းတာသာသနာတော်ကြီးမှာကုသတရားတွေအိုးတတ္တာတရားသာရှိယူလို့ကောင်းမှာမလား တောင်မကြီးတို့တတတရားလက်ပြတ်နေတဲ့ပုံကိုကြတော့ဝေဖန်ရင်းနဲ့လေကန်ရင်းနဲ့အချိန်ကုန်ပြီးတော့အပယ်လေးပုံသွားရလိမ့်မယ်။ကျလား။ဒါကြောင့်တတတရားဒီဥသောလက်တွေမပြတ်ပါစေနဲ့။ကျလား။တတတရားအရေးကြီးတယ်နော်။သာသနာမှာတတတရားမရှိရင်ဘာမှလုပ်လို့မရတော့ဒကမကြီးတို့ဒကမကြီးတို့နော်။ဟုတ်ပြီဒီအယူလေးကိုသင်ပေးလိုက်တယ်ဆရာတော်က။အယူကကျင့်တတ်တယ်။ဟေတုတ္တဆရာကြီးတို့ထမင်းစားရတယ်ဆိုစားတာ။အဲ့ဒါနဲ့အမြဲတမ်းသူကယူလာတော့တကယ်ယူလာတော့မဟုတ်ဘူးခပ်ပေါ်ပေါ်ပေါ့နော်သူမဆဲတော့အိမ်နေရာစပြီးတော့ဘာပဲယူတော့လဲသူပါဇက်ကဆဲတဲ့နေရာမှာဟေတုပစ္စည်းရောအစားထုတ်လိုက်တာ တနာတော်မကြီးတွေဒါကြောင့်ဥစဉ်တို့ပြောချင်တာဥစဉ်တို့ရဲ့မကောင်းတဲ့စိတ်ထားတွေမကောင်းတဲ့အချက်တွေရှိအဲ့ဒါတွေပယ်ဖြောင်းလိုက်ပါဒီနေ့ဗုဒ္ဓပြန်ကြွတာမဲ့အဘိဓမ္မာခါတော်နေ့ဥစဉ်တို့ရဲ့မကောင်းတဲ့အချက်တွေရှိအဲ့ဒီအချက်ကိုဖြောင်းလိုက်ပါနောက်သူများပေါ်မှာမလုံမုံထားစိတ်ရှိအဲ့ဒီစိတ်ကိုဖြောင်းသူများပေါ်မှာအနိုင်ကျင့်လို့စိတ်ရှိအဲ့ဒီကျင့်လို့စိတ်ဖြောင်းဟုတ်ပြီနော်အဲသူများပေါ်မှာကြောချင်တဲ့စိတ်ရှိအဲ့ဒီစိတ်ကိုဖြောင်းမကောင်းတာမှန်တယ်များကိုဥစဉ်တို့အစားထိုးကောင်းတာနေနဲ့ပါလို့အဲ့ဒါမှာဗုဒ္ဓကိုဓမ္မနဲ့ပူဇော်ရာရောက်တယ်ကြပါလား သူများမကောင်းကြောင်ပြောတတ်တဲ့အချင်းရှိရင်အဲ့ဒီအချင်းကိုမပါလို့လိုက်ဖြောက်ဟုတ်လားဒကမကြီးတို့ရေဟုတ်တယ်နော်အများကြီးဒကမကြီးတွေပြောတတ်တယ်မဟုတ်လားအဲ့လိုလည်းမဟုတ်ပါဘူးဟုတ်တယ်မလားအေးပြောတတ်ရင်တော့မပါလို့ရမှာလဲဖြောက်လိုက်ပါဖြောက်ရင်ကိုတော့မကောင်းဘူးလားဒီနေ့ပဝါရဏနေ့ဘာနေ့လဲသွာနာနေ့ဆိုတော့ဥစဉ်တို့တန်ဃာတို့တွေပန်ပြောတဲ့နေ့ဥစဉ်တို့မှာဘုဒ္ဓဇင်တွေဖြစ်တော့အဖြစ်တွေရှိရင်အချင်းချင်းဖိတ်မှန်တာပဝါရဏလို့ခေါ်တယ်ဟုတ်ပြီလားမြင်ချင်းအဖြစ်ကြားချင်းအဖြစ်ယုံမှားချင်းအဖြစ် နော်အရှင်ပြားတို့တန်တရားတွေရှိတယ်ဆိုရင်တပြည့်တော်ကိုပြောဆိုဆုံးမပါတန်နာတော်အပြည့်ဆုံးမပေးပါဦးဇင်းတို့ရဲ့သာသနာတော်ကြီးကချစ်စရာကောင်းကျမ်းစာတကယ်မိုက်လို့မာနမကြည့်ဘူးသာသနာဆိုတာဟုတ်လားကိုမအပြည့်ရှိရင်ဆုံးမဖို့ဖိတ်မှန်လားဒကမကြီးတို့အချင်းချင်းဖိတ်မှန်ကိုမိသားစုချင်းချင်းကိုမောင်နှမချင်းချင်းမိနဲ့အဖေဟုတ်လားအကုန်လုံးတငယ်ချင်းချင်းချင်းတငယ်ချင်းငါမှအပြည့်တည်းရှိမဟုတ်ဆုံးမတော့အချင်းပြဟာလားငါအရက်ခိုးတောင်းနေငါ့ကိုပြောနော်ငါဆေးလေးခိုးတောင်းနေမင်းငါ့ကိုပြောငါကျမ်းမကြီးထိခိုက်မှာစသည်ဖြင့်ဖိတ်မှန်တာကြီးမကောင်းဘူးလားဒါဘဝကြီးွားဖို့တွတ်တက်ဖို့လမ်းစဉ်ဗုဒ္ဓရဲ့လမ်းစဉ်တွေ ဟုတ်ပြီလားဥစ္စာတာသနာအဲ့ဒီအချင်းကြီးရှိတယ်ဒါကြောင့်တာသနာမကွဲတာတာသနာတော်မှာအချင်းချင်းအဲ့လိုထိမှန်ကြအရှင်ဘုရားတပြည့်တော်ချွင်းရင်ချက်တွေအားနေချက်တွေအပြစ်တွေရှိဆုံးမပေးပါဗျာတာနာတော်အပြစ်ဆုံးမပေးပါဗျာတပြည့်တော်ကိုအပြစ်ရှိပြုပြင်ပါမယ်ဗျာမကောင်းလားကောင်းအဲ့ဒါပဝါဒနာတခါကြီးတို့ဒီနေ့အဲ့ဒါဒီနေ့ဒါကြောင့်တခါမကြီးတို့ဥစဉ်ကတိုက်တွန်းခြင်းတယ်ကိုမိသားစုချင်းချင်းကိုမောင်နှမတွေချင်းချင်းဟာလားထိမှန်ကြပါမကောင်းလားဒါသူတော်စင်တို့သွားမဲ့လမ်းဒါမာနကြီးတဲ့လူကအဲ့လိုစိတ်မျိုးမရှိဘူးမာနကြီးရင်အမျိုးရုပ်တဲ့ဘဝရောက်ဘယ်ဘဝရောက် အမျိုးရောက်တဲ့ဘဝရောက်မယ်တော့မှယူကြလားယုံညံ့တဲ့တရောင်စားဘဝတွန်းတွန်းစန္ဒဘဝတွေရောက်ကုန်မှာဟုတ်ပြီလားမာနမကြည့်အောင်ဖရာရဲ့သားတော်တွေကမာနမကြည့်ခဲ့ဘူးတာကင်ဝင်မင်းသားတွေဗုဒ္ဓရဲ့သားတော်တွေရှင်မမောကလည်းရှင်သာရိပုတ္တရာအရှင်အနန္ဒာတို့ဟုတ်လားနောက်ဆုံးရှင်ရာဟုလာလေးဗုဒ္ဓရဲ့သားတော်တွေကနေ့စဉ်အစိုးမကိုတောင်းခံတယ်ဟုတ်ပြီလားသူကလက်သေးလေးနဲ့သူရဲ့လက်ဆုပ်တွေနဲ့သေးလေးတွေကိုဆုပ်ပြီးတော့တဲပွင့်ရေပမတဲပွင့်ရေပမာဏလောက်ငောက်ကိုတည်င်းသုံးပေါ်နေဆရာသမားတွေအစိုးမပေးရင်သိကောင်းပါပဲတဲ့သူရင်တွေကတောင်းတတာကျန်လား ရှင်ယာဟုလာလေးအကြောင်းကြားဘူးလားမဟုတ်လားအေးတားတော်ယာဟုလာလေးရဲ့စိတ်ထားဗုဒ္ဓရဲ့တားတော်ကဘာမှာအချောဆုံးပုဂ္ဂိုလ်လေးကျမ်းလားပညာတတ်တဲ့ပုဂ္ဂိုလ်ဟုတ်မလားအချောဆုံးပုဂ္ဂိုလ်နော်ဘယင်တားတော်လေးဟုတ်တယ်မလားတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်တော်မာမာနာကြီးချိုးနှိမ်ထားတာသူ့ကိုဆုံးမတာကိုအမြဲတမ်းလိုချင်တယ်ဒါပေမဲ့တခါကြီးလိုမလိုဥစဉ်လိုကြတော့ကိုကလာပြောရင်ကွာငေါ့ဆော်ခါတယ်ကွာဟုတ်တယ်မလားငေါ့ဆော်ခါတယ်အသားလည်းနာတာလည်းမဟုတ်ဘူးတခါမကြီးတို့ကဟုတ်တယ်မလား ဩ तू မသိလို့ तू မလိမ္မာသေးလို့ငေါ့ကိုစော်ကားသွားတာလေ तू သိလို့ရှိ तू သာတရားရှိငေါ့ဒီလို तू ပြောမှာမဟုတ်ဘူးဆိုတော့သူ့ပေါ်မှာတနာတဲ့မျက်လုံးနေနဲ့ကြိတ်လိုက်ဆမ်းပါလားဟုတ်တယ်မလားအဲ့လိုလည်းမလုံနိုင်ဘူးဟုတ်တယ်မလား तू ချရင်ငါချမယ်ဆိုတာကြီး fighting ကြီးပဲတကောင်မကြီးတွေပါယူဟုတ်လားမလုံပါနဲ့ဗျာခွင့်လွှတ်ခြင်းဟာငြိမ်းချမ်းမှုကိုဖြစ်စေတယ်ခွင့်မလွှတ်နိုင်ခြင်းတည်းဆိုအကြောင်းကြောင့်မိမိတို့စိတ်ဆင်းရဲနေမယ်ဆိုရင်ကိုကိုကိုတကယ်ချစ်အရောက်ပါမလားကိုကိုကိုတကယ်ချစ်တဲ့ပုဂ္ဂိုလ်ကကိုကိုကိုဒုက္ခရောက်အောင်မလုပ်ဘူးနော်။ဒါကြောင့်တကယ်ရုံမယူဥစဉ်တို့ကကိုကိုကိုတကယ်ချစ်တယ်ဆိုရင် သူတစ်ပါးတွေကြောင့်ကိုယ့်ရဲ့နှလုံးသားကိုအထိခိုက်မခံပါနဲ့ကိုကတီးမခံနိုင်ခွင့်မလို့နိုင်ချင်းတိဥတော့အကြောင်းကြောင့်ကိုယ့်နှလုံးသားကိုပူလောင်နေတယ်ဆိုအမြန်ဆုံးခွန်းတော့ပလိုက်နားလေပြီလားဦးစင်ပြောတာတီးခံလိုက်တရားသဘောကြီးအများကြီးရှိပါတယ်ဦးစင်လို့လည်းဟောပြီးပြီဟုတ်တယ်မလားစင်ကျင်လိုက်ရင်အကုန်ပြောက်ပါတယ်။သူကငါရဲ့အမေဟောင်းလေးအဖေဟောင်းလေးငါရဲ့တမီးလေးငါရဲ့သားလေးနေရာမှာသဘောထားလိုက်။ကိုသားငယ်ငယ်လေးတမီးငယ်ငယ်လေးမွေးကာစားရကိုပေါ်မှာချီတော်ပါချသေးတာ။ဟုတ်တယ်မလား။ကိုကိုပါလေးရိုက်တာလက်လေးလေးနဲ့အဲ့ဒါကြတော့ချစ်နေရောဟုတ်တယ်မလား။ကျဲတမီးလေးငါ့ကိုပါလေးနဲ့ရိုက်တယ်ဟုတ်တယ်မလား။ ူများအခုစကားလေးနဲ့ပြောလိုက်တာနဲ့မချိနဲ့ဘူးဖြစ်သွားအဲ့ဒါပါလေကိုရဲ့မိဘအရာတာသမီးအရာမထားနိုင်သေးလို့ဟုတ်တယ်မလားဖခင်တော်မာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုဒ္ဒခေဆိုပြီးတော့မေတ္တာတော့မဟုတ်ဘူးလားတခါကြီးတို့မယူလဲမယွတ်ဘူးလားယွတ်တော့ယွတ်တယ်မကျင့်တော့ဘူးမေတ္တာတော့ကိုမကျင့်လို့ဦးဇင်းတို့လောကသာသနာကြီးဆုပ်ယုပ်နေတာပါပဲဦးဇင်းတို့ဘုန်းကြီးတွေလည်းဒီတိုင်းပါပဲဟုတ်တယ်မလားဆုပ်ယုပ်သွားပြီသာသနာလည်းဆုပ်ယုပ်ပြီလောကကြီးလည်းဆုပ်ယုပ်သွားတာတရားတော်တွေမကျင့်လို့ပါဘာလို့မကျင့်လို့လဲ တင်ဟာတော်ရင်မကျင်တော့အာလုံးဆုပ်ယုတ်သွားပြီတကယ်ကြီးတို့မကြီးဟုတ်လားဆုပ်ယုတ်သွားပြီဒါကြောင့်မို့ဖះကတော့ကိုယ့်ရဲ့တဦးဒီရောသားလေးကိုစောက်ရှောက်တယ်လို့ပဲတတော်အာလုံးပေါ်မှာအတိုင်းအရှိမရှိတဲ့မေတ္တာထားပါလို့ပြောတော့ကိုယ်ခဏလေးကဲ့ရဲ့လိုက်တာနဲ့ကိုယ်မကျင်တော့ကိုယ်စော်ကားလိုက်တာနဲ့မကျင်တော့ကိုယ်မကောင်းကြောင်းပြောလိုက်တာနဲ့မခံနိုင်တော့တကယ်ဆိုတော့ကိုယ်မကောင်းကြောင်းပြောရင်အဲ့ဒီပြောတဲ့စကားလုံးကမှန်လားမှားလားစစ်စစ်မှားတယ်ဆိုရင်လည်းဂရုစိုက်စရာမလိုဘူး तू အထင်ပါလို့ပြောတာပဲ तू အကုသို့နဲ့ तू ပေါ့မှန်တယ်ဆိုရင်ရောမှန်ရောဒါငါရဲ့အာနေချက်တွေဖြစ်နိုင်ငါပြုတ်ပြင်လိုက်မယ် ်နောက်တစ်ချိန်သူတို့ငေါ့ကိုမကိရစေရဘူးဆိုလို့သူတို့အစဉ်တို့စိတ်ညူနေပြုပြင်လိုက်ကိုဘွားမတိုးတက်ဘူးလားအဲ့ဒါဘုရားရဲ့သာသနာတော်မှာကြီးပွားကြောင်းလို့ဖခင်ဟောပါတယ်တခါကြီးတို့မှယူအဲ့ဒါကြီးချစ်သုံးနိုင်ကြည့်စမ်းအဲ့ဒီလူကအစဉ်မြင့်တဲ့ဘဝပိုင်ရှင်ဖြစ်သွားပြီဘာဘွဲမှမရရင်တော့အဲ့ဒီပုဂ္ဂိုလ်ကအစဉ်မြင့်တဲ့ဘဝပညာပိုင်ရှင်ပဲဟုတ်ပြီလားအေးအခုဒီခုနအယူလို့လို့ဘာလို့လို့တခါကြီးကသူ့ရဲ့မကောင်းတဲ့အကျင့်ကိုဆရာတော်မပြင်လိုက်ဘူးလားအမြဲတမ်းဆေးရေးချိန်ပေါင်းနေတဲ့ကောင်ကြီးကအခုတော့မဖြစ်ပါဘူး။ဟေတုပစ္စယောဟေတုပစ္စယောသူတော်တယ်ပွားပြီးချင်းနေလိုက်ခုတ်တယ် ူကထင်းလေးခုတ်ပြီးရောင်းစားတာပေါ့သူကဟိုလိုက်သွားနေတော့ပုံကိုဆိုသူလည်းရှာဖွေရတာပဲအဟေဒူပစ္စည်းရောဟေဒူပစ္စည်းရောတစ်ပင်တွေခုတ်ခုတ်ပြီးတော့ရောင်းစားတယ်ပြောချင်တာအဲ့ဒီရွာမှာနတ်ကွင်းကြီးတစ်ခုရှိတယ်နတ်နတ်တွေပေါ်ပေါ်တစ်ပင်ကြီးကြီးရှိကျမ်းတယ်လို့နာမည်ကျော်တယ်အဲ့ဒီတစ်ပင်ကြီးကလူတွေကမခုတ်ရဘူးအဲ့ဒီတစ်ပင်နားမှာဆိုကြလားပြင်ဟိုဖိုပြောတီပြောတော့မပြောရဘူးနတ်ကြတော့လူတွေကကြောက်တယ်နတ်ကိုကြတော့လူတွေပါရှိတယ်ကြောက်တယ်အဲ့ဒီအယူလိုလိုပါလို့တကာကြီးကသင်နေခုတ်သူမရှိတော့ရင်အဲ့ဒီ တစ်ပင်ကြီးကြီးနားသွားပြီးတစ်ပင်တွေလိုက်ခုတ်တယ်။နောက်ဆုံးကုံသွားရင်အဲ့ဒီတစ်ပင်ကအကိုင်းလေးတွေမှာသူလိုက်ခုတ်တာ။အဲ့ဒီကတကယ်ကြမ်းတယ်အဲ့ဒီနှက်ကြီးကလည်းသူ့ကိုဘလို့ပြောမဆိုတော့တွန်းချတာချလို့မရဘူးကွာဟေတုပစ္စည်းရောခံထားပြီးတယ်လေ။ဒီကောင်ကအယူလို့တော့သူ့ရဲ့ပါဇက်ကအမြဲတမ်းညွတ်နေတာ non store ညွတ်နေတာအာစိန်ကံဖြစ်သွားတာ။ဘာဘာဖြစ်သွားတာလဲ။အဲ့တော့မကြီးတို့ကတေငန်ဒီမှာတတိယတာမျိုးမဟုတ်ဘူးနော်။ဦးစင်းပြောချင်တာဒီအယူကိုနမူနာယူစေချင်တယ်။စံနမူနာယူစေချင်တယ်။ အလုံးတစ်ခုလုပ်ရင်ကောင်းတဲ့အလုံးကိုထောက်လျှောက်လုပ်ပြရအခုဆရာတော်ကဂုံတော်ပွားခိုင်းတယ်ပေါ့ဒကမကြီးတို့ဒကမကြီးတို့ကတတိယမှာပွားရမှာမဟုတ်ဘူးကျန်လားပုံမှန်လေးမိမိတို့ကနေနိုင်ဝက်နိုင်နိုင်ဝက်ညနိုင်ဝက်နေအဲ့ဒါပြီးတဲ့ပြင်ကျန်တဲ့အချိန်ကဘာလုပ်ပြရဒန်းလျှောက်ရင်လည်းအခုတတိယနာနဲ့အာရဟံအာရဟံပွားပွားရအောင်မလွယ်ဘူးလားလွယ်လားဦးစင်းပြောတာစဉ်းစားကြည့်ဒကမကြီးတို့ကိုကပတ်စံလူရင်တော့ပတ်စံကုန်သေးတယ်နားလည်လားဦးစင်းပြောလားမကုန်ဘူးလားကုန်လားဒကမကြီးတို့အလှလုံးရင်တော့ပတ်စံမကုန်ဘူးလားအဲ့ဒီဂုံတော်ပွားတာအလှလုံးတာထက် အစပုံများစွာတာတယ်ဗျာ။ကဲဒကမကြီးတို့ကလူတာလောက်ပဲဝါသနာပါ။ပတ်စံမကုန်ခင်နဲ့အဲ့ဒီချက်ကုသိုလ်ထူးတဲ့ဂုံတော်မပွားချင်ဘူးလား။အဲ့ပွားတော့ဘောဟုတ်တော့မလား။တောက်လျှောက်ပဲအဲ့ဒါဒကမကြီးတို့လောကီလောကုတ္တရာတအားချီမာကြီးအကျိုးတရားတွေနားလည်လောက်ဆုံးပြောတာ။အဲ့ဒီအယူကအမြဲတမ်းဟေတုပစ္စောပဲရွတ်နေတာ။ရွတ်တော့အဲ့ဒါနဲ့အဲ့ဒီနတ်ကြီးကသူ့ကိုတွန်းချတာတွန်းလို့မရဘူး။နောက်ဆိုသူစိတ်တူတယ်နတ်ကြီးကတွန်းလို့မရဘူး။အယူကိုတွန်းလို့မရဘူး။ကလေးတယောက်ဝင်ပူးတာ။ဝင်ပူးတော့သူချိန်တယ်။အဲ့ဒီအယူကိုပြောမေးဝအောင်ကွာငါလည်းမနိုင်ဘူးတဲ့သူ့ငါတက်ဖို့လို့တာ။ ဒီကောင်ကဟိတုပစ္စည်းကိုယွတ်နေတာငါ့ကိုခံရတာလုံးလို့မရဘူးတဲ့စဉ်းစားကြည့်နောက်ဆုံး तू တစ်ပင်အောက်ကိုဆင်းတော့ငွေတကောင်ပေါက်ဖို့လုပ်တာတဲ့အဲ့ဒီငွေရောငါကာကွယ်ပေးလိုက်ရတာတဲ့ तू ဟိတုပစ္စည်းကိုယွတ်နေလို့ငါတစ်ပင်အောက်မှာတင်ငါဒုက္ခရောက်ပါတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကြီးကအဲ့လိုယေရှုများတယ်ဆိုတဲ့အကြောင်းလေးပြောပြတာပါကျမ်းစာထဲမှာယူဦးစင်းပြောချင်တာကအဲ့လိုဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေကိုလည်းရွတ်ဖတ်တဲ့အချိန်ရွတ်ဖတ်ပါအဓိကတော့ဘာဝနာကိုပွားစေခြင်းတယ်ပေါ့နော်အဲရွတ်ဖတ်တဲ့အချိန်ကရွတ်ဖတ်ရွတ်ဖတ်လို့မေတ္တာတွေပို့ပြီးရင် ဖရားဂုံတော်တွေပွားမယ်ကိုဆိုင်ရဝိပဿနာရှုနေတဲ့လူကဝိပဿနာရှုဖို့ဟုတ်လားဥစဉ်ကတော့ဂုံတော်ပွားဖို့ဒီနေ့အထူးတိုက်တွန်းပါတယ်ပဋ္ဌာန်းတွေလည်းပူဇော်ဖို့အပြီးတော့မှအခါတော်နေကိုပူဇော်တော်အဖြစ်ဒီအကြောင်းတွေဟောပြောပြခြင်းဖြစ်ပါတယ်နားလည်လားအဲ့လိုပွားများနေတဲ့ဒကမကြီးရောအာစိန်နကအာကောင်းကြီးအယူတော်အန်ဒီရကလွတ်သေးတယ်ဆိုရင်ဒကမကြီးတို့ဒကကြီးတို့ကအယူတွေလားအကောင်းတွေလားအိုးအကောင်းကြီးဆိုရင်တော့ပြောစရာမရှိတော့ဘူးပြစ်စုံပံမှာလည်းပဲဘေးအန္တရာယ်တွေကင်းပြီးတော့နောက်ဆုံးမရဏမင်းကို တကယ့်ကမ္ဘာအကောင်ဆုံးနျူကလ িয়ার လက်နက်ပိုင်ရှင်တကယ့်ကိုတည်ခြင်းတရားကိုပြုံးပြုံးလေးနဲ့ဒီကောင်အရင်ဆိုင်ပြီးတော့နောက်ဆုံးတကမ္ဘာကြီးတို့ဒီဘဝသောတာပန်မဖြစ်သေးရင်တော့နတ်ကြီး၆တက်ကြိုက်တဲ့ပုံရေလို့ရပါကြီးအဲ့ဒီကနေတဆင့်ဆက်လက်ပြီးအားထုတ်ရင်သောတာပန်အရိယာဘဝတဆင့်တဆင့်တက်ပြီးတော့နတ်ကြီးကနေပဲနိဗ္ဗာန်ဝင်မယ်ဆိုရင်နိဗ္ဗာန်ကိုဝင်ဆန်နိုင်ပါပြီဗျာဟုတ်ပြီလားကဲအားလုံးအမြဲတမ်းအစိမ့်နိုင်ကံဖြစ်အောင်ကိုချင်းတီလာကိုဖြူစင်အောင်ဖြည့်ခြင်းပါအားလုံးပေါ်မှာအကျဉ်းနာမေတ္တာထားပါဗုဒ္ဓနုတ္တတိကိုဗုဒ္ဓဂုံတော်ကိုအမြဲတမ်းနှလုံးသားမှာထုံမှန်းပြီးတော့မိမိတို့ရဲ့လောက နော်တာယီတမီးစီဝါရီတွေကိုပြုလုပ်ကြဖို့တိုက်တွန်းရနေပဲဒီနေ့ဗုဒ္ဓပြန်ကြလာမယ်အဘိဓမ္မာခါတော်နေ့ပဝါရဏနေ့လေးမှာဒီတရားတော်ကိုဟောကြားရင်းနေပဲအလုံးကုသိုလ်ကောင်းမှုအစွတ်စွတ်ကိုရည်စက်တော်ချအမြပေးလို့ကြပါကုန်စို့လိုက်ဆိုဣဒံမေပုံညာဣဒံမေပုံညာအတဝခယံအတဝခယံအဝဟံဟောတုအဝဟံဟောတုဣဒံမေပုံညာဣဒံမေပုံညာနိဗ္ဗာန်တ္တနိဗ္ဗာန်တ္တပစ္စယော ဟောတုမမဘုံညပါကံတပတတနံပါစေမိတေတဘေမေတမံဘုံညပါကံနဘေတဝါဒုခိတာမုဒိတာဘဝန္တုဤကုသိုလ်ကောင်းမှုအဆုစု၏အပေါ်မှာကကို ကျေးဇူးကြီးမားမိဘနှစ်ပါးတို့အား၎င်းဆရာသခင်အရှင်သူမြတ်တို့အား၎င်းရှင်ရှိဘဝကတော်ဆက်ခဲ့ကြကုန်သောမိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်းမိဆွေအပေါင်းတို့အား၎င်းပူဇောင်းနံပူဇောင်းနံအိမ်ဇောင်းနံအိမ်ဇောင်းနံ လမ်းဆောင်နံရက်ကွက်ဆောင်နံရွာဆောင်နံမြို့ဆောင်နံတောဆောင်နံတောင်ဆောင်နံအာကာသစုဘုံမစုယုတ်ကစုံနံပေါင်းတို့အား၎င်းနတုတနေတကြမင်းကြီးအား၎င်းငရဲတနေယမမင်းတို့အား၎င်း တာသနာတော်မြတ်ကြီးအားဆောင်းရှောင်းနယရှိကြကုန်တော်နမျက်နှာကောင်းနမျက်နှာကောင်းနမြမပေါင်းတို့အား၎င်းအထူးသဖြင့်ဓမ္မဝိနည်းအားလင်္ကာရဝိနည်းပါဠိတက္ကတုကျောင်းတော်ကြီး၌နေထိုင်လျက်ရှိကြကုန်တော်ဝိမာနိကာ ပိတ်တာအပေါင်းတို့နှင့်တကွာပိတ်တာအပေါင်းတို့နှင့်တကွာအာလုံသောအာလုံသောဝိနေယဝိနေယဒုက္ခိတာဒုက္ခိတာဒုက္ခိတာတတဝအပေါင်းတို့အာအမြံပေးဝေပါ၏အမြံပေးဝေပါ၏ထိုပုဂ္ဂိုလ်တတဝအာလုံတို့သည်တရားတပြည့်တော်တို့နှင့် ထတ္တုထမြကုသိုလ်ကောင်းမှုအဆုစု၏အဖို့ပါကအကုအညာရကြကုန်သည်ဖြစ်၍အညာရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းချမ်းမမချမ်းချမ်းသာသာချမ်းချမ်းသာသာ ရှိကြကုန်သည်ပီတိမောလွန်ဝမ်းမြောက်သောစိတ်ဖြစ်ကြပါစေကုန်သည်ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်သောတာဓုတာဓုတာဓုကုသိုလ်အမြအမြအမြ ယူတော်မူကြပါကုန်တော်တာတုတာတုတာတုကုသောအမြအမြအမြယူတော်မူကြပါကုန်တော်တာတုတာတုတာတု